ောင်လေးအသက်၁၀နှစ်ရွယ်မှာတင်သူ့စီမှာဒေါ်လာတန်းပိုင်ဆိုင်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီပိုက်ဆံကသူ့မိဘတွေစီကရထားတာတော့မဟုတ်ပါဘူး။ဒီနေ့မှာကောင်လေးကဆက်ဖြီးစီးရင်လဲကျသွားတယ်။ဂါတစီကသူ့စီတဲတဲဒိုးလာခဲ့တယ်။ကံကောင်းစွာနဲ့ပဲကောင်လေးထိခိုက်တံရမရခဲ့ပေမဲ့သူ့ဆက်ဖြီးကတော့ဂျေမိုးသွားခဲ့ပါပြီ။ကမ်းမောင်းတဲ့လူအပြင်ထွက်လာတဲ့အခါတောင်းပန်မဲ့အစားကောင်လေးကသူ့ကားကိုဝင်တိုက်တယ်ဆိုပြီးဆွဆွဲပါတော့တယ်။လူအုပ်ကြီးဝိုင်းအောင်လာတော့ကားမောင်းတဲ့လူကရွေးချယ်စရာမရှိတော့ပဲကောင်လေးကိုချက်လက်မှတ်နဲ့ရောကြီးပေးဖို့ဖြစ်လာပါတယ်။အဲ့ဒီအချိန်မှာပဲရဲကတစီအလောတကြီးရောက်လာတယ် အမောင်သမားကငွေပမာဏတောင်မရေရသေးပဲချက်လက်မှတ်ကိုကောင်လေးလက်ထဲထိုးထည့်ပေးပြီးအမြန်မောင်းပြသွားပါတော့တယ်။ကောင်လေးကဘာမှရေးမထားတဲ့ချက်လက်မှတ်ပလာကိုကြည့်လိုက်တယ်။သူကကွန်ပျူတာမှာတက်တန်းလို့ရိုက်ထည့်ပြီးချက်လက်မှတ်ပေါ်မှာ print letters ထုတ်လိုက်ပါတယ်။ချက်လက်မှတ်ကိုကြည့်ပြီးကောင်လေးအယံပြော်သွားတယ်။နောက်တနေ့မှသူဘဏ်ကိုသွားခဲ့တယ်။ကောင်နာကအမျိုးသမီးကချက်လက်မှတ်ပေါ်ကပမာဏကိုကြည့်လိုက်တယ်။ဒါကကောင်လေးပိုင်နဲ့ငွေဆိုတာကိုသူမှလုံးဝမယုံနိုင်ဖြစ်နေတာကြောင့်ချက်လက်မှတ်ကိုမန်နေဂျာစီလွှဲပေးလိုက်ပါတယ်။မန်နေဂျာကချက်လက်မှတ်ကိုတစ်ချက်ဝေးကြည့်ပြီးငွေကင်ဝန်တန်းကိုထွက်သွားခိုင်းလိုက်တယ်။ ကောင်လေးကသူအောင်မြင်ပြီလို့ထင်လိုက်ပေမဲ့အန်အစရာကောင်းတာကမန်နေဂျာကချက်လက်မှတ်ကိုမိချင်းနဲ့ရှုပ်ပစ်လိုက်ပါတယ်။ကောင်လေးရဲ့အစီအစဉ်ပြတ်သွားပါပြီ။သူစိတ်ပြက်လက်ပြက်နဲ့ထွက်သွားပြီမယ်။မန်နေဂျာကသူ့ကိုပြန်လန်းခေါ်လိုက်တယ်။ပြီးတော့မန်နေဂျာကမိခန့်သေးတာကိုဖွင့်ငွေသားတစ်တန်းကိုထုတ်ယူပြီးကောင်လေးကိုပိုက်ဆံတွေသူ့ကျောင်းလွယ်အိတ်ထဲထည့်ခိုင်းလိုက်ပါတော့တယ်။